အလုံးပဲမင်္ဂလာပါလို့ကြော်ဆိုလိုက်ပါရစေဗျာဒီတစ်ခါတော့ဒီမန်ဒီထိုင်းကနေပြီးတော့ပေါ့နော်မြန်မာနိုင်ငံကိုပိတ်ဆံဖုံးပေဘလို့လွှဲမလဲဆိုတော့လာပြောပြပေးတာဖြစ်ပါတယ်အဒီမှာတင်ပြထားတဲ့ဗီဒီယိုဖိုင်နဲ့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းပဲဒီတချို့တွေကလွှဲလို့မရဘူးဆိုပြီးတော့ပြောနေကြတယ်ပေါ့နော်အဲ့တော့လေးလာကြည့်လိုက်အောင်ဗျာလေးလာကြည့်လိုက်အောင်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကိုလွှဲမဲ့ပမာဏပေါ့နော်ဖုံးထင်းမှာတော့ပိတ်ဆံရှိဖို့လိုတယ် အဲ့တော့ဖုန်းလေးမှာပိုက်ဆိုင်ရှင်ချက်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဖုန်းခေါ်တဲ့ကိုထီကိုသွားလိုက်မှာပေါ့နော်အဲ့တော့ရှိမှာဆိုလို့ရှိရင်စတာခွန်နှစ်ခွန်နောက်ပြီးတော့စတာဆိုတော့ခါလိုက်မှာပေါ့နော်အဲ့လိုခါလိုက်ပြီးတော့ရှိရင်ဒီမှာဒီကိုလွှဲမဲ့နိုင်ငံရဲ့ကောက်ပေါ့နော်ဟိုကကိုရီးယားမြန်မာနိုင်ငံကိုလွှဲမဲ့ဆိုတော့မြန်မာနိုင်ငံရဲ့ကောက်ကကိုငါကိုဆိုပြီးတော့ခါလိုက်မှာပေါ့နော်ငါကိုငါကိုဆိုပြီးတော့ခါလိုက်ပြီးတော့ရှိရင် ့ဒီမှာဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုအာကိုမရောက်ဘူးပေါ့เนาะ683အဆုံးနဲ့ထင်တယ်။ဟောโอเคဒီဖုန်းနံပါတ်ထည့်ကိုလွှဲမယ်ပေါ့เนาะကိုကတော့ဒီဖုန်းနံပါတ်ထည့်ကိုလွှဲမယ်။အဲဒီဖုန်းနံပါတ်ထည့်ကိုလွှဲမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီရှိခသည်မြတ်သည်မြတ်ကိုဖြောက်လိုက်မယ်ပေါ့เนาะရှိခသည်မြတ်သည်မြတ်ကိုဖြောက်လိုက်ပြီးလို့ရှိရင်ခုနကပြောတဲ့စတာခွန်နှစ်ခွန်စတာဆိုတော့ဟာလဲပေါ့။ရိုက်ထည့်လိုက်မယ်ပေါ့เนาะနောက်ပြီးရှိနောက်မှာဆိုလို့ရှိရင်စတာဆိုတာလေးကိုခါလိုက်မယ်ပေါ့เนาะစတာဆိုတာလေးကိုခါလိုက်ပြီးလို့ရှိရင် ဒီကိုကဘယ်လောက်လွှဲမလဲပေါ့နော်အခုမှဆိုလို့ရှိရင်တော့ဒီ time by sa lesson နဲ့ရှိချက်ရှိတယ်ပေါ့နော်ကောမာတို့နော်လေးစလွှဲမယ်ပေါ့နော်ရမလားဆိုတာလွှဲကြည့်မယ်သူလေးစကိုဘယ်လောက်ပေးမလဲပေါ့နော်အဲ့မှာလေးစဆိုပြီးတော့ share လောက်ခါလိုက်ပေါ့နော်အဲ့တော့လေးစလောက်ရေးပြီးလို့ရှိရယ် share လောက်ခါလိုက်တာနဲ့သူခုလောက်ပေါ်နေမယ်အဲ့ဒီမှာဆိုလို့ရှိရင်သူပိုက်ဆံသတ်မှတ်ချက်ရှိရယ်ပေါ့နော်ဟိုဥမာမြန်မာပိုက်ဆံ3000လွှဲမယ်မြန်မာပိုက်ဆံ5000လွှဲမယ်မြန်မာပိုက်ဆံ10000လွှဲမယ်ပေါ့နော်သူပေးမလားဆိုတော့ကြည်လိုက်အောင်အဲ့တော့ဒီမှာဖုန်းခေါ်တဲ့ကိုယ်နိုင်လိုက်မယ်ပေါ့နော် အပေါင်းခေါ်တဲ့ကိုယ်နိုင်လိုက်တာနဲ့သူခုတ်လို့သွားနိုင်လိမ့်မယ်။အဒီမှာဆိုလို့ရှိရင်သူပြပြီပေါ့နော်။အဒီမှာ35ဘတ်ဆိုလို့ရှိရင်မြန်မာပိုက်ဆာ2000ပဲရောက်မှာပေါ့နော်။ညတည်း30ဘတ်ဆိုလို့ရှိရင်6000ရောက်မယ်။ဒီမှာ190ဘတ်ဆိုလို့ရှိရင်6000ရောက်မယ်ပေါ့နော်။190ဘတ်ဆိုလို့ရှိရင်1000ခွေရောက်မယ်ပေါ့နော်။အဲ့ဒါကိုသိဖို့လိုတယ်။အဲ့ဒါကိုရီးယားပိုက်ဆာလုံလောက်တဲ့ပမာဏမရှိတဲ့တည်း35ဘတ်ပဲလွှဲရမှာပေါ့နော်။ဒီမှာ35ဘတ်ဆို2000လို့သူရေးထားတာပေါ့နော်။အဲ့လိုရေးထားတာအတွက်ဒီမှာ35ဘတ်လို့ရေးလိုက်မယ်35ဘတ်လို့ရေးပြီးသွားလို့ရှိရင်ဒီမှာ10ဆိုတဲ့နေရာလေးကိုနှိုက်လိုက်မယ်ပေါ့နော် ဆက်ဆိုတဲ့နေရာလေးကိုနှိုက်လိုက်တာ ਨੇ ကျက်ကိုရွေးပါလို့ပြောထားတာပေါ့တော့သူအဲ့မှာ2000ဆိုပြီးတော့ရေးလိုက်မခိုးစေခိုးစေရာ1000 2000အခုဈေးနဲ့ဆိုလို့ရှိရင်တော့ဒီမှာအများကြီးရှုံးနေပေါ့နော်အခုဈေးနဲ့ဆိုလို့ရှိရင်ဒီမှာအများကြီးရှုံးနေခုတ်ကဒီထိုင်းဘက်80 80ကိုမြန်မာပိုက်ဆံ1000 1000လောက်ပေါက်တယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီ2000လောက်ပေးရတယ်ပေါ့နော် 2000လွှဲတော့2000လောက်ပေးရတယ်ဆိုတော့မတန်ဘူးတကယ်လို့လွှဲမဲ့ကျွန်တော်တို့ရဲ့မိုက်ဆွေတွေကဒီမှာဒီဆက်ဆိုတဲ့နေရာလို့လွှဲလိုက်လို့ရှိရရပြီအကိုကတော့လွှဲမပြတော့ဘူးပေါ့နော်ဒီမှာဒီတောင်းတာဒါအရင်များနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုဒီလောက်ဆိုလို့ရှိရအလုံးအဆက်ပြင်းမယ်လို့ထင်ပါတယ်ဗျာဒီမှာဆိုလို့ရှိရလည်းပဲသူရမယ်ဆိုတာကိုပြထားတယ်ပေါ့နော်အဲ့တော့အလုံးအဆက်ပြေးကြပါစေလို့လည်းပဲဆုတောင်းပေးလိုက်ပါတယ်ဒါကတော့ကိုယ့်ရဲ့ရှစ်သူဒီကိုယ့်ရဲ့တငယ်ရှင်ပေါ့နော်ကိုယ့်ရဲ့ညီကောင်မောင်ညီမစီကိုလွှဲလို့ရတဲ့ဖုံးပဲလွှဲလို့ရတဲ့နေ့ဖြစ်ပါတယ်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်